အမေရိကန်လယ်မြို့မြင့်မဲ့တရုတ်နိုင်ငံရဲ့မြေရှားတပ်ထုလက်နက်ရှီကျင်းဖျင်ရဲ့အစိတ်မြောက်တန်တရာထရန့်ရဲ့အားနည်းချက်ကိုထိမှန်သွားပြီအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် သွယ်ရေးစစ်ပွဲမှာအမေရိကန်ကဒေါ်လာတန်းချီရဲ့အခွန်အင်းနဲ့တိုက်ခိုက်နေချိန်တရုတ်နိုင်ငံကတော့ပိုပြီးအစွမ်းထက်ပိုပြီးနာကျင်စေမဲ့ဟျော်ဝါလက်နက်တစ်ခုကိုထုတ်သွားလိုက်ပါတယ်။အဲဒါကတော့ F35 တိုက်လေယာဉ်တွေရဲ့လျှော်ဝါအပေါ်ရန်လွာကနေစမတ်ဖုန်းတွေအထိမရှိမဖြစ်လိုအပ်တဲ့မြေရှားတပ်ထုတွေပါပဲ။တရုတ်ကဒီတပ်ထုတွေပြည်ပဖို့ကုန်အပေါ်ကန့်တတ်လိုက်တဲ့အခါဒါဟာတမရထရန်ရဲ့အားနည်းချက်ကိုတိုက်ရိုက်ထိမှန်ပြီးကမ္ဘာကြီးကညာထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုချောင်းလန့်လိုက်သလိုဖြစ်နေပါတယ်။ တရုတ်နိုင်ငံဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပေါ်ဖိအားပေးနိုင်မဲ့မဟာဗျူဟာမြောက်စီးပွားရေးနဲ့တခုကိုထောက်သွင်းလိုက်ပါပြီ။ဒါကတော့စီးရေးနဲ့ဤပညာနယ်ပယ်အတွက်မရှိမဖြစ်လိုအပ်တဲ့မြေရှားသတ္ထုတွေတိပောက်ကိုတင်ပို့ခြင်းပေါ်ကန့်သတ်ချက်အစ်စ်တွေချမှတ်လိုက်တာပါပဲ။ဒီကန့်သတ်ချက်ကကမ္ဘာထောက်ပံ့ရေးခွင့်ဆက်ကိုချိန်ချောက်နေပြီးလာမယ့်ထရမ့်နဲ့ရှီကျင်းပြင်ရဲ့တွဲဆောင်ဆွေးနွေးပွဲမှာတရုတ်ကိုအသာစီးရစေမယ့်အချက်တစ်ခုဖြစ်ကြွမ်းကျင်သူတွေကတောင်းတကြပါရစေ။တရုတ်ရဲ့အစွမ်းထက်ကန့်သတ်ချက်တွေ တရုတ်နိုင်ငံရဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနက2025ခုနှစ်အမှတ်စဉ်60နှစ်ကျင်းပချက်ဆိုရယ်စီးနင်းအသစ်ကိုထုတ်ပြန်လိုက်တဲ့အတွက်ကမ္ဘာလုံးဆိုင်ရာနည်းပညာကဏ္ဍတစ်ခုလုံးတောင်းလှုပ်သွားခဲ့ပါတယ်။ဒီစီးနင်းအရစမတ်ဖုန်းတွေလျှက်စစ်ကားတွေနဲ့ F35 တိုက်လေယာဉ်တွေလိုဆက်လက်ပစ္စည်းအတွက်အရေးကြီးတဲ့ရှားပါးမြေဓာတ်ပါဝင်တဲ့ထုတ်ကုန်တွေကိုပြပဖို့တင်ပို့မယ်ဆိုရင်တရုတ်အစိုးရရဲ့ခွင့်ပြုချက်ကိုရယူရပါတော့မယ်။တင်ပို့မှရည်ရွယ်ချက်ကိုပါတိတိကျကျကြေညာရမယ်လို့ဆိုပါတယ်။ ကဘာပေါ်မှာမြေရှားတက်ထုထုတ်လုပ်မှုနဲ့တပ်ဆင်မှုလုပ်ငန်းစဉ်အများစုကိုတရုတ်နိုင်ငံကလဝကြီးအုပ်ထားတဲ့အတွက်ဒီလိုကန့်သတ်လိုက်တာဟာနိုင်ငံတကာထောက်ပံ့ရေးပွဲဆက်ကိုဓာတ်ရိုက်ထိခိုက်စေမှာဖြစ်တယ်လို့အမေရိကန်ဗန်ဒါရေးဝန်ကြီးစကော့ဘတ်ဆန်ကပြုတင်ဝေဖန်ခဲ့ပါတယ်။တရုတ်ရဲ့လုပ်ရဟာသူတို့ရဲ့စီးပွားရေးနှောင့်မှုကိုမဟာဗျူဟာမြောက်လက်နက်တစ်ခုအနေနဲ့အသုံးပြုလိုက်တာဖြစ်တယ်လို့လည်းပြောပါတယ်။ထရိုင်ရဲ့ရန်လရဲတုံ့ပြန်မှုနဲ့ပိတ်ဆို့မှုပြန်လည်ချင်းချောက်ခြင်း ရုတ်ရဲ့အရေးယူမှုကိုတုံ့ပြန်မှုအတွက်သမ္မတထရန့်ကလည်းချက်ချင်းပဲတုံ့ပြန်ချင်းချောက်ခဲ့ပါရယ်။တရုတ်ကလည်းတင်သွင်းလာတဲ့ပစ္စည်းတွေအပေါ်မှာနောက်ထပ်တရားရဂိုင်းနှုန်းအထိအခွန်တိုးမြင့်ကောက်ခံမယ်လို့ချင်းချောက်ခဲ့ပြီးအမေရိကန်ရဲ့အရေးကြီး software တွေကိပါတင်ပို့မှုကိုလည်းထိန်းချုပ်မယ်လို့ပြောခဲ့ပါရယ်။ဒီတုံ့ပြန်မှုကြောင့်စီးပွားရေးစစ်ပွဲရဲ့မိဘတွေဟာပိုပြီးမြင့်တက်လာခဲ့ပါရယ်။ဒီသတင်းနဲ့ဆက်ဆက်သုံးသပ်ချက်ကိုတင်ပြရရင်တရုတ်နိုင်ငံရဲ့မြေရှားတပ်ထုကန့်သတ်ချက်တွေဟာလက်ရှိကုန်သွယ်ရေးစစ်ပွဲအတွက်တည်ရောက်မှုရှိုံသာမကပဲ ရေရှည်မဟာဗျူဟာနည်းပညာနဲ့စည်ရင်းနယ်ပယ်တွေအထိပါနက်နက်နဲနဲတက်ရောက်မှုရှိနေတယ်လို့သုံးသပ်ရပါတယ်။နံပါတ်1ရေရှားတတ်ထုရဲ့မဟာဗျူဟာမြောက်အရေးပါပုံရေရှားတတ်ထုတွေဟာနည်းပညာခေတ်မှာဘာကြောင့်အရေးပါလာသလဲဆိုရင်သူတို့ကိုတူးဖော်ပြီးနောက်တပ်ဆင်မှုတွေရှုပ်ထွေးပြီးတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့လုပ်ငန်းစဉ်တွေလိုအပ်လိုပါပဲ။ဒီတတူတွေကိုအဓိကအားဖြင့်အောက်ပါနယ်ပယ်သုံးမှုမှာမရှိမဖြစ်အသုံးပြုနေရပါတယ်။စည်ရင်းနယ်ပယ် အမေရိကန်ရဲ့ကာဝေးစနစ်အတွက်အဓိကအားနည်ချက်ဖြစ်စေနိုင်ပါတယ်။ F35 တိုက်လေယာဉ်ရဲ့လျှို့ဝှက်အပေါ်ရန်ရာမော်တာတွေနဲ့ရေဒါစနစ်တွေမှာမဖြစ်မနေသုံးရပါတယ်။စိန်လန်စွမ်းအင်နဲ့ပဲကဘာကြီးတန့်ရှင်းတဲ့စွမ်းအင်ရီမန်းချက်တွေအကောင့်ထဲပေါ်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ရက်စစ်ကားဘက်ထရီတွေ၊ဆိုလာပြားတွေနဲ့လေအားတာပိုင်တွေမှာသုံးပါတယ်။ဤပညာနဲ့ပဲကစ်တက်ဒီဂျစ်တယ်စီးပွားရေးအတွက်အခြေခံအုတ်မြစ်ပါပဲ။စမတ်ဖုန်းတွေ၊ကွန်ပျူတာတွေနဲ့ဖိုင်ဘာအော့ပတစ်ကေဘယ်ကြိုးတွေမှာအသုံးပြုနေကြပါတယ်။ နမနဲ့တရုတ်ရဲ့လက်ဝဲကြီးအုံမှုအားပါချက်တရုတ်နိုင်ငံဟာဒီတပ်တူတွေကိုထုတ်လုပ်ခြင်းနဲ့တန့်စင်ခြင်းလုပ်ငန်းစဉ်မှာဆယ်စုနှစ်များစွာရင်းနှီးမြှုပ်နှံထားခဲ့တဲ့အတွက်အမေရိကန်နဲ့တခြားပြိုင်ဘက်တွေထက်ဤပညာပိုင်းအရအနည်းဆုံး၅နှစ်လောက်ရှေ့ရောက်နေတယ်လို့ဆိုပါတယ်ထရန့်အစိုးရဟာတရုတ်ရဲ့စီးပွားရေးကိုအခွန်အလမ်းနဲ့တိုက်ခိုက်နေပေမဲ့ညီရှာသတ္တုဟာတရုတ်ရဲ့စုစုပေါင်း GDP မှာနည်းနည်းလေးပဲပါဝင်ပါတယ် ဒါပေမဲ့အမေရိကန်ရဲ့စည်ရင်းတဲ့နည်းပညာအတွက်အလွန်အမင်းမရှိမဖြစ်လိုအပ်နေတဲ့အတွက်တရုတ်တွက်ခရန့်ကိုချက်ချင်းဖိအားပေးနိုင်မဲ့အဖို့တန်လန့်လက်လို့ဖြစ်နေပါတယ်။အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေဟာအစားတော်ထုတ်လုပ်ရေးစခန်းတွေတည်ဆောက်ဖို့ကြိုးပမ်းနေပေမဲ့လိုအပ်တဲ့နည်းပညာနဲ့ယင်းနည်းငုံနံမှုတွေအတွက်၅နှစ်လောက်ချိန်ကြမယ်လို့ခန့်မှန်းထားကြပါတယ်။ဒီကာလဟာတရုတ်တွက်ညှိနှိုင်းမှုတွေမှာအသာစီးယူဖို့အကောင်းဆုံးချိန်ပဲဖြစ်ပါတယ်။နံပါတ်3လာမယ့်တွဲဆောင်ဆွေးနွေးပွဲအပေါ်တည်ရောက်မှု သမ္မတဆရနဲ့တရုတ်သမ္မတရှီချင်းခင်တို့ရဲ့လာမယ့်ထိပ်သီးစည်းဝေးမတိုင်ခင်ဒီကမတ်ချက်ကိုချမှတ်တာဟာတရုတ်ရဲ့ညှိနှိုင်းဗျူဟာကို ရှင်းရှင်းလင်းလင်းကြားသလိုက်တာပါပဲတရုတ်ဟာမေရှားသတ္တုကမတ်ချက်ကိုအသုံးပြုပြီးအမေရိကန်ရဲ့တရားရဂိုင်းလုံးအခွန်တုံးမြင့်ချင်းချမှုကိုရှော့ချဖို့ဒါမှမဟုတ်ဟွာဝေးလိုတရုတ်နည်းပညာကုမ္ပဏီတွေအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကိုရုတ်သိမ်းဖို့ဖိအားပေးလာနိုင်ပါတယ်ခရန့်ဟာအခွန်ကောက်ခံမှုနဲ့ပတ်သက်ရင်ပြင်းထန်တဲ့ရည်တည်ချက်ကိုပြသရရှိပေမဲ့ ရရှားတထုကန့်တမှုကြောင့်အမေရိကန်ရဲ့ကာဝေးရေးနဲ့အစိမ့်ရဲ့နီးပညာလုပ်ငန်းတွေချက်ချင်းထိခိုက်နိုင်တဲ့အန္တရာယ်ကိုထယ်သွင်းစဉ်းစားလာရမယ့်အခြေအနေဖြစ်နေပါတယ်။တရုတ်ရဲ့ဒီလုပ်ရဟာရိုးရှင်းတဲ့ကုန်သွယ်ရေးအငင်းပွားမှုကနေနီးပညာစစ်ပွဲနဲ့မဟာဗျူဟာမြောက်တယံဇာတထိချုပ်မှုစစ်ပွဲဖြစ်သို့ပူးပြောင်းသွားပြီဆိုတာကိုဖော်ပြနေပါတယ်။ဒီလိုအကန့်အသတ်တွေချမှတ်လိုက်တာအတရုတ်အတွက်စီးပွားရေးရအကျိုးမြတ်တိတ်မရှိနိုင်ပေမဲ့နိုင်ငံတကာညှိနှိုင်းမှုစပွဲဝိုင်းမှာတော့ကြီးမားတဲ့ဩဇာအာဏာကိုပေးလိုက်တာပါပဲ။ အမေရိကန်ဟာမြေရှားသတ္တုထုတ်လွှင့်မှုကဏ္ဍမှာတရုတ်နဲ့ရှင်နိုင်မှုအနည်းဆုံး၅နှစ်ခန့်အချိန်ယူရအောင်မဲ့အနေအထားမှာရှိနေပါတယ်။ဒါကြောင့်လာမယ့် Trump နဲ့ရှီကျင်းပင်တို့ရဲ့ထိပ်သီးဆွေးနွေးပွဲမှာတရုတ်ကအသာစီးကနေချိန်ချောက်လာနိုင်ပါတယ်။ဒီတတ်ထုတဲ့စစ်ပွဲဟာကုန်သွယ်ရေးစစ်ပွဲတသက်မဟုတ်တော့ပဲအစစ်မြင့်နည်းပညာနဲ့စစ်ရေးနှောင့်မှုမှုအတွက်စစ်ပွဲအဆလို့သုံးသပ်ရပါတယ်။ဒါကြောင့်ကမ္ဘာကြီးရဲ့အာရုံစိုက်မှုကလည်းဒီထိပ်သီးဆွေးနွေးပွဲကိုပိုပြီးကြောက်ရောက်နေပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်ညှောက်ဝေပေးကြပါအောင်နော်။ အခုတော့စိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့အတွက်သတင်းခေတ် channel ကို like and subscribe လုပ်ပြီးဘေးနားက notify bell လေးကိုလည်းနှိပ်ထားကြဖို့မမေ့ကြနဲ့နော်။ကြီးစုသူများအားလုံးဘေးရန်ကပ်တိုင်ကင်းရှင်းကြပါစေရှင်။